တံမိုးကြီးပကြီးပညာကိုလမ်းပြီးခြံရောင်ရိုင်းအထိခက်ခဲနေခဲ့တဲ့ပကြီးစရာတူကဲပရိသတ်ကြီးတို့ရင်မြန်မာနိုင်ငံရဲ့အခြေအနေရတော့မြန်မာနိုင်ငံအတွင်းကပညာရှင်တွေဟာလမ်းပေးရောက်တွန်းလို့နီးနီးဖြစ်နေခဲ့ပါပြီဒီတစ်ခေါက်မှလည်းပန်းဆိုရန်တဝိုက်ပကြီးကအရှောင်းဝယ်လုံနေတဲ့ဦးလေးကြီးခမရမှာတော့သူ့ဝါသနာပါရာမျက်နှိုးရပကြီးပညာကိုလမ်းပေးချမရောက်ခြင်းပေးမယ်လေစာဝင်းနေရဲ့အခက်ခဲကြောင့်သူကိုယ်ရင်ဆွဲထားခဲ့တဲ့ပကြီးရေးစေးလေးတွေကို 9600နဲ့ရောင်းချနေခဲ့ရပဲဖြစ်ပါသည်။ပကြီစရာတယောက်ဖြစ်တဲ့ဦးလေးကြီးအနေနဲ့ကလည်းတန်းမာရီချိုးတဲ့သူတယောက်ဖြစ်တဲ့အဖြစ်သူ့ရဲ့ပကြီတွေပေါ်မှာလည်းတည်တံ့လုံးနဲ့လက်ရာတွေအထိကျွမ်းကျင်ထားသူမို့မြန်မာနိုင်ငံရဲ့ပညာရှင်တွေဟာလမ်းဘေးကိုရောက်လို့နေနေဖြစ်နေခဲ့ရကြောင်းကြည်ရှုသူတော်တော်များများကစိတ်မကောင်းဖြစ်နေခဲ့ကြပဲဖြစ်ပါသည်။အဲ့ဒါအပြင်ဦးလေးကြီးဆွဲထားတဲ့ပကြီလက်ရာတွေဟာအင်မတန်တည်တက်ပြီးလက်ပါလုံးနေရကြောင်း လမ်းမမှာချမရောင်ပေးတခြားနိုင်ငံမှာသာလီလံဆွဲလိုက်မယ်ဆိုရင်အ ਨੇ ဆုံးတော့တိန်းနေချင်းရဲ့ပတ်စံကိုရှာမှာဆိုပြီးဝီဖန်မှုတွေလည်းရှိနေကြပါသေးတယ်။တကယ်တမ်းမှာကျတော့ဦးလေးကြီးဟာပကြီပါရမီထူးချွန်ပေးမယ်လေနိုင်ငံရဲ့ဆင်းရဲမှုကြောင့်ခုလိုဒုက္ခရောက်နေကြတာဆိုတော့ပရိသတ်ကြီးတို့လည်းလာတာမျိုးနဲ့ပန်းစိုးရန်ကိုရောက်တဲ့အခါမျိုးမှာပကြီစရာဦးလေးကြီးနဲ့တွေ့ရင်အားပေးသွားဖို့မမေ့ကြပါနဲ့ဦးရှင်။